မြန်မာစစ်တပ်ရဲ့အုပ်စုဒလိလို့ပြောရမလားဒိုဒီမဟုတ် institution ရဲ့သဘောနောက်ခံလို့ပြောရမလားနှစ်ခုစလုံးနဲ့အကျုံးဝင်မယ်လို့ထင်ပါတယ်အုပ်စုဒလိဆိုတာကတော့ရေးသားပြထမ်းမထားပေမဲ့အုပ်စုတွင် အဖွဲ့ဝင်တွေသဘောညီထားကြတဲ့အမှုအကျင့်အပြုမူနဲ့အတွေးခေါ်တွေလို့ပြောနိုင်ပါတယ် institution ရဲ့သဘောနောက်ခံဆိုတာကတော့ the institution တဲမှာ ရွေချက်ရှိရှိတေချလေးကျင့်တိဆောက်ပုံဖော်ထားတဲ့ကျင့်ထုံးတဲ့ပြုမှုချက်တွေလို့ပြောကြပါတယ်။မြမစစ်အုပ်စုရဲ့အုပ်စုဓလေ့ကိုလေ့လာကြည့်တဲ့အခါကျွန်တော်ခေါင်းထဲမှာအချက်၉ချက်ထွက်လာပါတယ်။အဓာတွေကဘာတွေလဲကြည့်ကြည့်ပါ။နံပါတ်၁အမာလိုင်းဟတ်လိုင်းနော်။မြမစစ်ဘုတ်ချုပ်တွေကိုကြည့်ရင်အစွန်ရောက်တဲ့သူတွေအများကြီးမရှိလပေမဲ့သဘောထားတင်းမာတဲ့လူတွေ အများအများရှိတာကိုတွေ့ရပါတယ်အထူးသဖြင့်စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းစရုပ်စုတစ်ခုလုံးဟာသဘောထားအမြင်တင်းမာတဲ့အမူအကျင့်ရှိတာတွေ့ရပါတယ်ဒါကြောင့်သူတို့ကိုဟတ်လိုက်နာတွေးလို့ပြောပါမယ်ခေါင်းမာဂိုင်းသားတွေးလို့အနက်ဖွင့်ရင်လဲရဟန်တူပါရဲ့သူတို့ဟာအစ်စ်ကိုလက်ခံဖို့ခဲယဉ်တာတွေ့ရပါတယ်ပြုပြင်ပြောင်းလဲမှုကိုလှုပ်ဖို့တင်းခံနေတဲ့အုပ်စုဖြစ်ပါတယ် အယူဆသည့်အတွေးခေါ်တစ်တွေအပေါ်တန်တရာအမြင်အားကြီးတာတွေ့ရပါတယ်။ဒါပြင်ရန်လိုတဲ့သဘောထားလည်းအပြည့်ရှိနေကြပါတယ်။ဒါကဟတ်လိုက်နာသမားတွေမှာတွေ့ရတဲ့အသွင်ပြင်တွေဖြစ်ပါတယ်။နံပါတ်1အမင်းပေး ချင်းချုပ်ကုတ်ကဲစနစ်မြမစစ်တပ်ဟာသူ့ရဲ့ institution တိဆောက်ပုံမှာကစစ်တပ်ရဲ့သဘောအနက်ကို အပြည့်ပုံဖော်တိဆောက်ထားပါတယ်။ ဒါကိုအပြစ်လို့မပြောပေမဲ့ဒီအ낵ရှိတယ်ဆိုတာထင်ရှားစွာသိစေလိုပါတယ်စစ်ဘုတ်ချုပ်တွေကအရက်ဝိအရက်စားကိုဝစ်ပြီးတော့အရက်ဖက်နိုင်ငံရေးတဲ့ဒိုးဝင်တဲ့အခါမှာတောင်းသူတို့ရဲ့မူလ institution ကပုံသွင်းပေးလိုက်တဲ့အမရင်ပေးထိန်ချုပ်ကုတ်ကဲဆိုတဲ့အကျင့်ကနေပြောင်းလဲပြီးမလုဆောင်နိုင်တာကိုတွေ့ရပါတယ်။တိုင်းရည်ပြည်ယာကိုစီမံအုပ်ချုပ်တဲ့အခါမှာလဲဆွဲဆောင်စီယုံတိမ်သွင်းလမ်းပြတွဲခေါ် စတဲ့ကျင်ထုံးနဲ့အသားမကျဘဲအမိန်အပေးထိမ့်ချုပ်ကုတ်ကဲဆိုတဲ့ဘျူရိုကရက်ဟန်နဲ့ပဲလှုပ်ဆောင်တာကို တွေ့ခဲ့ရပါတယ်။အယတနိုင်ငံရေးပါတီအဖြစ်အသွင်ပြောင်းပုံဖော်ရမှာလဲနိုင်ငံရေးကိုစစ်သားဇယိုက်နဲ့လှုပ်တာ တွေ့ရပါတယ်။လူမှုကိုဆက်ဆံတဲ့အခါမှာလဲလူမှုကို အထက်စီးကပြောဆိုစည်းရုံးတာတွေဟာစစ်တပ်ကစစ်ထွက်တွေရဲ့ဇယိုက်လို့နားလည်နိုင်ပါတယ်။ နံပါတ်3အမိတ်နာခံတတ်မှုမြမစစ်တပ်ပြင်စစ်တပ်နဲ့နီးစပ်တဲ့အတိုင်းဝိုင်းဒါပြင်စစ်တပ်ကိုထောက်ခံတဲ့ရှေယိုဆွဲမဟာမာဗုဒ္ဓဘာသာအတိုင်းဝိုင်းတဲမှာအမိတ်နာခံတတ်မှုကို အစဉ်တစိုက်အလိုရှိတာ တွေ့ရပါတယ်စစ်စရိုက်ဆန်တဲ့မိသားစုတွေနဲ့ရှေယိုဆွဲဗမာမိသားစုအတိုင်းဝိုင်းမှာသာသမီတွေကိုအမိတ်နာခံတတ်အောင်ပုံသွင်းကြတာတွေ့ရပါတယ်ဒုံဒီလကောင်းပဲ စစ်တပ်အယူဆလွှမ်းမိုးတဲ့ပညာရေးစနစ်မှာလဲဆရာကတပည့်ကို အမိတ်နာခံမှုရှိအောင် ပုံသွင်းတာကိုထူးခြားစွာ တွေ့မြင်ရပါတယ်စစ်တပ်ထဲမှာလဲအမိတ်နာခံမှုကို အထူးအာရုံစိုက်ပါတယ်စစ်တပ်တိုင်းဝိုင်းမှာလဲပြန်လည်မေခွန်းမထုတ်ရဲတဲ့အမှုကျင့်ကို အလိုရှိပါတယ်ခေါ်ရင်သွားခိုင်းတာလို့ခံမပြောနဲ့ဆိုတဲ့အမှုကျင့်မှာ no complain no reason ဆိုတဲ့မူကို လက်ဆွဲထားပါတယ် ရေဘူးပေါက်တာမလို့ကျင်ဘူးရေပါတာပဲလိုချင်တယ်ဆိုတဲ့တင်းကျပ်တဲ့အမိတ်အပေါ်နာခံမှုဖြစ်ပါတယ်နံပါတ်၄စီလုံးမှုညမစစ်ကောင်းဆောင်တွေဟာရေဘက်မဝင်အောင်စီလုံးမှုကိုတိဆောက်ထားရမယ်ဆိုတဲ့စကားကိုအတွင်တွင်ပြောပါတယ်ဒါပြင်စစ်တပ်မပြိုကွဲမှအတိုင်းပြည်မပြိုကွဲမယ်ဆိုတဲ့စတိုရီကိုတိဆောက်ထားကြပါတယ် စစ်တပ်ကိုစီလုံးမှုပြိုကွဲအောင်လုပ်တာဟာတိုင်းပြည်ကိုပြိုကွဲအောင်လုပ်တာပြည်ထောင်စုကိုပြိုကွဲအောင်လုပ်တာနဲ့အတူတူပဲဆိုတဲ့ဇက်ညွန်းကိုတိဆောက်ထားပါတယ်။ဒါကိုစစ်တပ်အတိုင်းဝန်းတစ်ခုလုံးကယုံမှတ်လို့ပုံအပ်ထားကြပါတယ်။ဒါပြင်စစ်တပ်ထောက်ခံတဲ့အတိုင်းဝန်းကလည်းဒါကိုလိုလားနှစ်သက်တာတွေ့ရပါတယ်။ဒါကြောင့်စစ်တပ်ကိုတင်းကွဲအောင်လုပ်တဲ့သူတွေကိုစစ်တပ်ဟာသူ့ရဲ့မဟာရန်သူတော်လို့အစဉ်တစိုက်သတ်မှတ်လာတာဖြစ်ပါတယ်။ နံပါတ်5အင်အားကြီးသူ အမှန်ဆိုတဲ့အယူအဆမြမစစ်ကောင်းဆောင်အဆက်ဆက်ဟာသူတို့ရဲ့အာဏာကို လက်နက်အင်အားပေါ်အခြေပြုပြီးတိစောက်ထားပါတယ်လက်နက်ရှိမှအာဏာရှိတဲ့ဆိုတဲ့အယူဆဖြစ်ပါတယ်ဒါပြင်လယုံအာကြီးမှဘုံတကိုးရှိတဲ့ဆိုတဲ့အယူဆကို လက်ကင်ထားပါတယ်မြမစစ်ပေါ်ချုပ်တွေဟာကွန်မြူနစ်တစေ6ခံရပြီမဲ့ကွန်မြူနစ်ကောင်းဆောင်မော်စီတုံပြောတဲ့အာဏာဟာ တနက်ပြောင်းဝကလာတယ်ဆိုတဲ့အယူဆကိုဆက်ဆွဲမြဲမြဲယုံကြည်လက်ခံထားကြဟန်တူပါတယ်။ဒါကြောင့်အာကြီးသူအနိုင် အင်အားရှိသူအမှန်ဆိုတဲ့အယူဆကို လက်ကင်ထားကြပါတယ်။အဲ့ဒီလို လက်ခံနားလည်ထားအောင်လဲစစ်တပ်အတိုင်းဝိုင်းမှာတက်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမီဆိုတဲ့ဇညွန်းကိုအပီအပြင်းဝါဒဖြန့်ချီထားကြဟန်တူပါတယ်။နံပါတ်6အကျံဖတ်မှုကို တရားဝင် လုံနိုင်သောအဖွဲ့အစည်းလက်နက်ကိုင်အဖွဲ့အစည်းမှန်သမျှဟာအကြမ်းဖက်မှုကိုလုပ်ဖို့အစုဖွဲ့ထားတဲ့အစုဖွဲ့တွေ ဖြစ်ပါတယ်ဘလို့ပုံစံမျိုးနဲ့လက်နက်အင်အားကိုအသုံးပြုမယ်ဆိုတာကတော့မူအားဖြင့်ကွာခြားပါတယ်လက်နက်ကိုင်ဆောင်ပြီးပြီဆိုရင်တရားပေါက်ပြောနိုင်တာက violent လို့ခေါ်တဲ့အကြမ်းဖက်မှုကိုလုပ်ဖို့ရည်ရွယ်ချက်ထားပြီးဖြစ်ပါတယ်ဘလို့ချိန်မှာဘာကိုဘလို့လုပ်မယ်ဆိုတာကတော့ လက်နက်ကင်ထားတဲ့အဖွဲ့အစည်းရဲ့ကျင်ထုံးတဲ့ရည်ရွယ်ချက်ကအဓိကဖြစ်လာပါတယ်မြန်မာစစ်တပ်ကိုနိုင်ကလက်နက်ကင်အဖွဲ့အစည်းဖြစ်တာမို့ Violence Based Institution ဖြစ်တယ်လို့တိတိကျကျပြောနိုင်ပါတယ်နံပါတ်9မပါတာရှေယိုဇွဲဗမာအမျိုးသားရေးဝါဒကိုလိုနီခေတ်အမျိုးသားလွတ်မြောက်ရေးဂျိုးပန်းမှုကာလကနေအစပြုလာတဲ့ အမျိုးဘာသာသာသနာဆိုတဲ့အယူဆဟာလက်ရှိညမလူဖွဲ့စည်းတွင်ကမဟာဗမာဗုဒ္ဓဘာသာတိုင်ဝမ်မှာဆွဲကပ်လာနေစေဖြစ်ပါတယ်စစ်တပ်နဲ့စစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းတဲမှာမျိုးချစ်ဝါဒရှိပါတယ်ဒါပြင်ဗမာဗုဒ္ဓဘာသာလူမျိုးဖြစ်တဲ့ဆိုတဲ့ဆွဲမတ်ယုံကြည်မှုလည်းရှိပါတယ်ဒါပြင်အမြင့်ချင်းမြောင်းနဲ့ရှေးရိုးဆွဲစရိုက်လည်းအပြည့်တွေ့ရပါတယ်အစ်စ်ကိုမကြိုက်ဘူးအဟောင်းကိုကောင်းတယ်လို့ပဲ အမြင်မှတ်ယူပါတယ်ဒီလိုဓာပြင်ငါတို့လူမျိုးငါတို့ဘာသာနဲ့နှိစက်ပတ္တမယုံကြည်လက်ခံတတ်တဲ့အမှုကျင့်လဲရှိတာတွေ့ရပါတယ်ဒါကြောင့်မြမစစ်တပ်နဲ့စစ်တပ်အတိုင်းဝိုင်းကို ရှေယိုဆွဲဗမာအမျိုးသားရေးဝါဒီတွေလို့ရေပုံရသတ်မှတ်နိုင်ပါတယ်နံပါတ်၈ဒုတာဝန်အရေး၃ပါး စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးတန်းရွှေလက်ထက်ကလေးကဒုတာဝန်အရေး၃ပါးကိုစစ်တပ်ရဲ့ဦးစားပေးစံတန်ဖို့အဖြစ်တည်ဆောက်ပြီး institution ဇယိုက်ကိုဆွဲကတ်ထားတာတွေ့ရပါတယ်။ပြည်တော်စုမပြူကွဲရင်းနဲ့စစ်တပ်ရဲ့အခမ်းကဏ္ဍကိုဘူးကတ်ထားပါတယ်။တိုင်းရင်းသားစီလုံးညီညွတ်မှုနဲ့စစ်တပ်ရဲ့အရေးပါမှုကိုဆွဲတွဲဆက်ထားပါတယ်။အချုပ်ချာအာဏာတည်ရန်ခိုင်မြဲမှုနဲ့စစ်တပ်ရဲ့ဩဇာအရှိန်အဝါကို တွဲကတ်ထားတယ်။ ဒုတာဝန်အရေး၃ပါးဟာတမ်းပြည့်ရဲ့အကျိုးစီးပွားလိုလိုနဲ့စစ်တပ်ရဲ့အကျိုးစီးပွားကို အစဉ်တစိုက်ပူးတွဲတည်ဆောက်ထားတဲ့ဇက်ညွန်းဖြစ်ပါတယ်။နံပါတ်၉နိုင်ငံခြားသားကြောက်ယောဂအထူးသဖြင့်မြန်မာစစ်တပ်တိုင်းဝိုင်းဟာအဖြူကြောက်ယောဂရှိပါတယ်။ဒီနေရာမှာနိုင်ငံခြားသားလို့ပြောရင်ကိုယ်နိုင်ငံသားမဟုတ်တဲ့တခြားမြေတိနိုင်ငံသားမဆိုပါဝင်တယ်လို့ပြောနိုင်ပေမဲ့ မြန်မာစစ်တပ်ကအဖြူအလတ်ချက်ရှိပါတယ်။အနောက်နိုင်ငံသားတွေနဲ့အင်္ဂလိပ်စကားပြောတဲ့သူတွေကို မျက်စိသဝင်မွေးစုသလိုသူတို့နဲ့ထိတွေ့တဲ့အခါစိတ်ထဲမတူးမတန့်ဖြစ်ပါတယ်။ဒါပြင်အဖြူတွေနဲ့နီးကပ်ခြင်းဟာသူတို့အတွက်တတောင့်တတာမဖြစ်ပါဘူး။အဖြူတွေကိုရိုးသားတယ်လို့လည်းမထင်သလိုလှည့်စားတတ်တဲ့ညံအပြည့်ရှိတယ်လို့မြန်မာစစ်တပ်တိုင်ဝမ်တစ်ခုလုံးနှီးပါကယူဆပါတယ်။ဒါပြင်နိုင်ငံခြားကဝင်ရောက်လာတဲ့အထူးသဖြင့် အနောက်နိုင်ငံကဝင်ရောက်လာတဲ့အတွေးခေါ်အယူဆတွေဟာသူတို့ယူဆလက်ခံထားတဲ့တည်ဆဲအယူအစွဲတွေနဲ့ဖီလာကန့်လန့်ဖြစ်နေတယ်လို့မြင်ပါတယ်။နောက်တိုင်းယဉ်ကျေးမှုတွေကလည်းရှေယိုဇွဲဗမာဗုဒ္ဓဘာသာမျိုးချစ်တွေအတွက်တော့အင်မတန်အော်နှလုံးနာစရာဖြစ်ပါတယ်။ဒါပြင်အနောက်တိုင်းတွေးခေါ်ကဆင်သက်တဲ့ liberal democracy ကိုလည်းတကယ်အန္တရာယ်ရှိတဲ့အတွေးခေါ်လို့အစဉ်တစိုက်ယူဆလက်ခံထားကြပါတယ်။နောက်တိုင်းဖြစ် ်ယဉ်ကျေးမှုနဲ့အတွေးခေါ်တွေအပြင်အင်္ဂလိပ်စကားပြောပြီးအင်္ဂလိပ်စိတ်ပေါက်နေတဲ့သူတွေကိုလည်းမြန်မာစစ်တပ်တိုင်းဝိုင်းကအယုံကြည်မဲ့တာတွေ့ရပါတယ်။ဒါကတော့မြန်မာစစ်တပ်နဲ့စစ်တပ်တိုင်းဝိုင်းပြင်တတ်ထောက်ခံရေးအတိုင်းဝိုင်းတစ်ခုလုံးကရေပုံရယူဆလက်ခံထားတဲ့အုပ်စုတလေအုပ်စုအကျင့်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။